ားလုံးပဲမင်္ဂလာပါရှင်ကပလာချက်တယ်မှပြန်လဲကျဆွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမေတင်းလှိုင်ရွှေဘူရေးသားထားတယ်အတကြီးသူများ ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်အတကြီးသူများကျမတို့နေတဲ့ခြံဒီပေတရားပတ်လည်ရှိတာမို့သီးပင်စားပင်တွေလည်းအစုံလင်ရှိပါတယ်တကြံတွင်အတာအိုထိုးရန်လိုလင်းတော်လကောင် ရရရချေရန်အရွက်များလိုလှင်တော်လကောင်းတခြားမှရှာဆရာမလိုပဲကိုယ်ချန်တဲမှပင်လိုချင်တာအလုံးရှာရနိုင်ပါတယ်။တပြေဩစာမလကာရဲရုပ်ပင်ရှာဆောင်လက်ပတ်ပင်တရက်တံမရနနက်ပတောင်းတနခါပင်ဇွန်ပန်းပင်စပယ်ပင်တစ်ခွမျိုးစုံဟင်းရွက်လေးခူပြီးဟင်းတို့ချက်တော်မလားအစင်သိခူချက်လိုက်ရုံပဲဘေးပပလည်းခြံတွေကလည်းအုတ်တရိုင်းများကာယံထားသည်မို့ လုံလုံခြုံခြုံရှိပြီးခြံအတွင်းမှာကားလေး၅စီးလောက်တော့ချောင်ချောင်ချစ်ချစ်ရပ်ထားနိုင်သည်ဆိုတော့အဲ့တဲ့ကားလာရင်တော့နေရာဖယ်ပေးစရာမလိုပဲမျက်နှာမပူရပဲနေရာပေးနိုင်သည်ပေါ့လုံကြုံစွာကာယံထားသောဥဒရိုင်းကဇလန်းစာပါပြီကျမတို့ခြံပေးတွင်ရှိသောနှစ်တက်တိုက်အိမ်မအန်တီဂျီသည် သူဥတ္တရိုင်းပေါ်လာကိုင်းနေသောတစ်ကိုင်းများကိုနည်းနည်းမှကြည့်မရပဲသူ့အိမ်မှာအလौဒသမားများကိုတစ်ချိန်လုံးညှက်ခိုင်းနေတတ်သည် တညနေခြံထဲမှာတစ်ပိရေလောင်းနေတော့ကျမရှင်တွင်ကျမတို့ခြံဘက်ကိုတစ်ကိုင်းများကြလာသဖြင့်ရေပုံးကိုခြာပြီးကြည်လိုက်ပြီးတော့ခြံထဲမှာပရောပင်ကိုင်းကသူတို့ခြံဘက်ကိုကိုင်းကြနေသဖြင့်ဖြတ်ချနေခြင်းမှာအပင်ကလည်းကြီးကြီးမားမားမဟုတ်လူတရလောက်သာရှိသေးသည်ပရောကိုင်းများကလည်းစိမ့်စိမ့်လန့်လန့်နှင့်အပင်ငယ်တော်လဲပရောဖူးလေးများတောင်ဖူးနေပါပြီ။ အဲဒီလိုအပင်ကိုတခဏအတွင်းမှာပဲအကိုင်းတွေကိုညှက်ချခြင်းခံလိုက်ရပါတယ်။ကျမလည်းအံ့ဩသွားပြီ။အပင်တွေကိုဘာလို့ညှက်ပြတာလဲ။အပင်ကကရုံးဖြစ်တော့မယ်။နင်တို့အိမ်ကအပင်ကငါတို့ခြံဘက်ကိုကိုင်းကြနေတာကိုခြံစည်းရိုးကမီးလုံးကွယ်နေတယ်။မညှက်စေချင်ရင်ကို့အပင်ကိုကို့ခြံဖက်ထဲမှာနေအောင်ထားလေ။အော်ဒရိုင်းပေါ်ကိုင်းကြနေသောတံမြာပင်ဩဇာပင်များကိုပါညှက်ချသွားပါတော့တယ်။ ဩဇာပင်ဆိုအသေးကင်းလေးတွေပါတီးနေတာပါမညာမတာအကုန်ညှက်ချပြတာပင် ကျမလည်းဒေါသထွက်မိပေမယ်အဲ့ဒီခြံကအန်တီကြီးကတလန်းလုံးဘယ်သူနဲ့မှမတည့်ပဲအပြောအဆိုဆိုကြောင်းဒီအိမ်ကိုပြောင်းလာကလေးကကြားဖူးပြီသားမို့သူနဲ့ဖက်ပြိုင်မပြောတော့ပါဘူးညှက်ချထားတဲ့တစ်ကန်တည့်ရွက်တွေဟာကျမတို့ခြံထဲမှာနှမျောစရာတွေ့နေရပါတယ် သူတို့အုတ်တိုင်းပေါ်ကိုကျူးကျော်လာတဲ့တိကိုင်းမှန်သမျှအကုန်ညှက်ချပြင်နေတော့ဘာပြောလို့လဲထူအောင်ပါလဲကိုချံဖက်ကိုသူများချံကနေကျော်ရောက်လာတဲ့တိကိုင်းမှန်သမျှလက်တင်မခံနိုင်ပဲအကုန်ညှက်ချပြစ်တဲ့အတကြီးလွန်တူကြီးပါနောက်တစ်ယောက်ကတော့မြောက်ဖက်ကြံကအုတ်တိုင်းဘေးမှာငပြောပင်သုံးပင်လောက်တန်းစီစိုက်ထားပါတယ်။သူတို့အိမ်နဲ့ဆိုအနောက်ဖက်ကြတာပေါ့။ကျမတို့အိမ်ရဲ့မြောက်ဖက်ခြံအုတ်တိုင်းဘေးမှာပါ။ အဲ့ဒီငါပြောပင်တွေကသူတို့အိမ်ရဲ့အနောက်ဘက်မှာစိုက်ထားတော့အပင်တွေကကျမတို့ခြံဖဲရိုင်းချနေပါတယ်။တရမှာတော့ကျမတို့ထမင်းစားခန်းကလှမ်းကြည့်ရင်မြင်နေရတဲ့ငါပြောပင်မှာငါပြောခန့်ကြီးတည်နေတာကိုမြင်လိုက်ရပါတယ်။ငါပြောခန့်ကြီးကအရွက်တွေနဲ့ဖုံးနေတော့တော်ရုံဆိုမမြင်ရပဲ။ကျမတို့ခြံဖက်ထဲကိုကိုင်းကြနေတဲ့ငါပြောပင်မှာတည်နေတာပါ။ရခိုင်ငါပြောသည်ပင်မို့အသီးထွားထွားကြီးတွေဟာစားချင်းစပွဲပါပဲ။ အိမ်ကအိမ်အကူကောင်းပါလေတင့်တင့်က ခလေးတတအရွယ်မောနေတိုင်းမြင်နေရတဲ့ငှပြောကန်ကြီးကိုမျက်စိကြာနေပါတယ်။ငှပြောကန်ကြီးကစိမ့်ရမှအဝါရောင်တန်းနေပါပြီ။သူတို့ခြံဖက်ကတော့ငှပြောသည်တီးနေမှန်သိပုံမရတာကြောင့်တမနဲ့မှာတော့ကျမကမနေနိုင်ပဲ။အမရေဒီမှာငှပြောကန်ကြီးကမှဲ့နေပြီ။တော်ကြာငှက်ထိုးသွားအောင်မယ်။ခုတ်လို့ရနေပြီနော်။ဟဲ့မအေးငှပြောကန်ခုတ်ဖို့ဓမ္မသွားယူလာခက်စဲ။ နေတယောက်ထဲနိုင်မှာမဟုတ်ဘူး။နင်းယောက်ကြပါလှမ်းခေါ်လိုက်။အော်ဒရိုင်းမော်တက်ပြီးခုတ်လိုက်လေ။လာပြောတဲ့ဂျမကိုကျေးဇူးတင်စကားတော့တခုံးမှမပြောဘဲသူတို့ဖာသာအော်ဒရိုင်းမော်တက်ဂျမတို့ခြံဖက်ထိုးချနေတဲ့ငှပြောခန့်ကြီးကိုလှမ်းခုတ်ပြီးအိမ်ထဲကိုတည်သွားပါတော့တယ်။ငါပြောသည်တဖီးလောင်များလှမ်းပေးမလားလို့ညော်နေတဲ့တင်တင်ကတော့တမီးတို့ခြံဖက်ထဲကိုင်းကြတီးနေတာနော်တမီးတို့ခုတ်ယူထားလိုက်လေသူတို့တိမာတော့မဟုတ်ဘူး တမီးတို့ကလည်းလှမ်းပြောရသေးတယ်။စားဖို့ဆိုတဖီးလောက်တောင်ပေးဖို့မရဘူး။မျောမနေပါနဲ့တင့်တင့်ရဲ့။တမီးစားချင်ရင်ငါဈေးတဲကဝယ်လာခဲ့ပါမယ်။ကိုချန်တဲကပစ္စည်းမှ ကိုပစ္စည်း။ကိုချန်တဲကအပင်ကတီးတာကိုပိုင်တယ်။ဘယ်သူမှမျှစားစရာမလိုဘူးလို့တွေးတက်ကြတဲ့အာတသမားများလည်းရှိပါသေးတယ်နော်။လူတိုင်းကတော့ကိုထင်တယ်လို့စိတ်မရှိတတ်ကြပါဘူး။မိတ်ဆွေတို့ထဲမှာရော အာတကြီးတဲ့သူများတွေ့ဘူးကြပါသလား။ တွေ့ဖူးရင်မျှဝေပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမေတင်လှိုင်ရွှေဖို့ရေးသားထားတယ်။အာတကြီးသူများဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွေ့အကြုံတင်ပါမယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူမေတင်လှိုင်ရွှေဖို့ရေးသားထားတယ်။ဝမ်းစာရှာသူများဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဝမ်းစာရှာသူများ အခုကျမနေထိုင်သောရက်ွက်ကလေးသည်ခြံကြီးဝင်းကြီးများနှင့်တေးတန့်လူနေမှုအဆင့်အတန်းများကြောင့်နေပြည်တော်တွင် ကိုယ်ချံကိုယ်ဝန်းနှင့်နေထိုင်ရသည့်တိုင်းနှွေးထွေးသောပတ်ဝန်းကျင်ရှိနေသည့်ဖြင့်တီးတန့်ရလို့စဉ်စားဆံမလို့အောင်နေထိုင်ခဲ့ရသည်ရန်ကုန်ရောက်လာတော့မိမိပတ်ဝန်းကျင်နဲ့လိုင်ရောညီထွေသောအရက်မှနေထိုင်ရသဖြင့်ရောက်ကစားကမနေတတ်သလိုခံစားရပါသည် နေတိုင်းလိုလိုဈေးသွားလေးရှိတဲ့ကျမအဖိုးဘယ်မှာနေနေဈေးနဲ့နှီးသောနေရာကိုသာရှာပြီးနေထိုင်ခဲ့တာပါအခုနေသောနေရာသည်ဈေးကိုလမ်းလျှောက်သွားလေနိုင်ဝက်ခန့်လျှောက်သွားမှ ရောက်သောနေရာတွင်ရှိသည် မနေ့တိုင်းလမ်းလျှောက်တတ်သူများအဖိုးတော်နိုင်ဝက်ခန့်လမ်းလျှောက်သွားရတာအညောင်းအောင်ပြေးပြီးလေးချင်းကလှုပ်ပြီးသားဖြစ်တာပေါ့လို့ဆိုနိုင်ပေမယ့်ရုံသွားရမယ်တားတို့အချိန်မီနနက်စာစားသွားရဖို့ပြင်ဆင်ပေးရတဲ့ကျမအတွက်တော့ ဈေးကိုအသွားနိုင်ဝက်အပြက်နိုင်ဝက်နဲ့အချိန်တနာရီလမ်းလျှောက်ဖို့အချိန်မပေးနိုင်ပါဘူး။ဒါကြောင့်လမ်းထိပ်ထွက်လိုက်တာနဲ့ဥဒဟိုသွားနေသောဆိုင်ကယ်ကယ်ရီလေးများသည်ကျမအတွက်တော့အဖို့ကောင်းဖြစ်ခဲ့ရသည်။ဈေးသွား900ကျပ်ဈေးပြန်900ကျပ်နဲ့ကိုချန်ရှိအရာပို့ဆောင်ပေးသောဆိုင်ကယ်ကယ်ရီသမားများနှင့်မိတ်ဖွဲ့ထားရသည်။မျိုးရဲသွားလို့လင်လဲလမ်းထိပ်ကိုမိနစ်20ခန့်ရှောက်သွားမှသာရောက်ရသည်မို့ ဆိုင်ကယ်ကယ်ရီသမားလေးများကို ဖုန်းဆက်ခေါ်လိုက်လင်းကိုချန်ရှိထီလာခေါ်ပေးပြီးကားမှတ်တိုင်နာထီပို့ဆောင်ပေးသဖြင့်အဆင်ပြေလာသည်အိမ်မကလေးများကတော့ဆိုင်ကယ်ဖြစ်သွားတာကိုမကြိုက်ကြပါဘူးကျမလည်းဒီလိုဆိုင်ကယ်ဆိုတာမျိုးကို အခုဒီရက်ွက်ရောက်မှသာစီးဖူးတာဖြစ်ပြီးဒီလိုမှမစင်းရင်လေကိုသွားမဲ့ခီးကတော်တော်နဲ့မရောက်နိုင်တော့လို့ပါချွင်းချက်အနေနဲ့မိုးရွာရင်တော့မစီရဲပါဘူး ဆိုင်ကယ်ကယ်ရီသမားများကလည်းကျမတို့လိုဟိုတီသွားလိုက်ဖို့ချင်းအဖြစ်သူတို့လည်းငွေရ ကျမတို့လည်းဈေးကပြန်လာရင်၄-၅ရက်စာအတွက်ဝယ်လာတော့ဈေးချင်းအောင်ဖြစ်လမ်းလျှောက်ပြန်ရန်မဖြစ်နိုင်တော့သူများအတွက်ငွေ900ကျပ်ဖြင့်ကိုအင်ရှင်အရောက်လိုက်ပို့ပေးသည်ဖြင့်နှစ်ဦးနှစ်ဖက်အစဉ်ပြေရသည်။နောက်ထပ်ဆိုင်ကယ်ကယ်ရီလေးများရဲ့ငွေရှာပုံတနည်းကား တချို့အိမ်ရှင်မများကဈေးမသွားကြပဲကိုဝယ်ချင်တဲ့အသားငါအသီးရွက်တို့ကို ဆိုင်ကယ်ကယ်ရီသမားများကိုဝယ်ခိုင်းလေရှိသည်တမနက်ထဲမှာဈေးဝယ်ခိုင်းသူနနက်စာဝယ်ခိုင်းသူ၄-၅လောက်ရှိလင်းသူတို့အတွေ့ငွေတထောင်လောက်တော့အောက်ထည့်ရပြီဖြစ်သည်အဲလိုဝယ်ခိုင်းတဲ့အိမ်တွေက တအိမ်ကိုအ ਨੇ ဆုံးတထောင်တော့ပေးကြသည်ဈေးအမေများများဝယ်ခိုင်းတဲ့အိမ်ကဆိုရင်1500 2000ထိပေးကြတာမို့ နှစ်ဦးနှစ်ဖက်အစဉ်ပြေကြပြန်ရောဒါကြောင့်မနေ့ပိုင်းဈေးထဲမှာဆိုင်ကယ်ကယ်ရီတမားလေးတွေကအိမ်ရှင်မများဝယ်ခိုင်းတော့အသားငါပစွန်အသေးအရွယ်မိုဟင်းကပယ်ပြုံအီဇာကွေမအစာဝယ်ယူကြသဖြင့်သူတို့ဆိုင်ကယ်ရီကိုရှောင်ရတာအလုပ်တစ်ခုပင်သူတို့ကလည်းအခုလိုမနှက်ပိုင်းဈေးဝယ်ခိုင်းသူများမြ мян ဆက်ဆံရဖို့ရအတွက် အချိန်အလုအယောက်ဝဲကြရသဖြင့်တခါတရံဈေးဝယ်ပြီးအိမ်ပြန်ရန်ဆိုင်ကယ်ငှားဖို့တော့အတော်ဆောင်နေရတတ်ပါသေးသည်။ကျမတို့လိုဈေးဝယ်ပြန်သူတွေကိုလိုက်ပို့ရင်900ကျပ်ပေးရမှာလေ။ဈေးဝယ်ခိုင်းသူတွေရဲ့အလုတ်ကိုလုတ်ပေးရင်1500ဆိုလဲဟုတ်2000ဆိုလဲဟုတ်ဆိုတော့သူတို့အားသွားမှစောင့်ပြီး ကျမတို့လိုဈေးအပြန်သမားတွေကငှားလို့ရတော့တာပင်။နောက်ထပ်ငွေရှာတဲ့လူဒန်းစားတစ်မျိုးရှိပါသေးတယ်။ အဲ့ဒါကတော့စီပင်ကအမှိုက်သိမ်းဆိုင်ကယ်မောင်းတဲ့ဝန်ထမ်းတွေပါတောင်မွေကြောင့်များမြစ်တာညွန့်တို့လိုရက်ကွက်မှနေတဲ့သူတွေက အမိုက်လဲသမားတွေကအိမ်ရှိအရာအမိုက်ပြကြမလားဆိုပြီးလာကောက်ရင်တထုပ်300 900လောက်နဲ့အိမ်ပေါ်အထစ်လာယူပြီးပြလို့ရကြသည်အခုနေတော့ရက်ကွက်မှတော့အမိုက်ပြရန်အမိုက်ပုံးဆိုတာအဝေးကြီးမှာဒီတော့စီပင်ကလည်းအမိုက်ဘေးတွင်ဆိုင်ကယ်သမားတွေကိုစောင့်ပြပြရသည် သူတို့ကကျမတို့ရက်ွက်ကိုတောက်ကြနေနှင့်အင်ကာနေဆိုလာတတ်သည်။လာပေးအမိုက်ပစ်လို့လင်းတလတတောင်းသူတို့လာမယ်နေကိုချန်ရှင်အမိုက်ထုတ်ထုတ်ထားလာရုံပင်သူဖသာကောက်သိမ့်သွားသည်။ကျမကတော့တပတ်တစ်ကြိမ်နှစ်ကြိမ်လောက်ပဲပြစ်တာမို့တခါပြင်ရင်900ပေးရသည်သူတို့လာမဲ့အချိန်ကိုလဲဘင်းရှိအောင်စောင်းရတာတော့ရှိတာပေါ့တခါတလေအိမ်ထဲအလုံးလုံးနေလို့သူတို့လာတာမတိလိုက်လင်း ဆိုင်ကယ်ကယ်ရီသမားတွေကို ခေါ်ပစ်ခိုင်းလဲတထောင်တော့ပေးရသည်အမိုက်ပုံတွေကိုလင်းပြောင်စနစ်နဲ့တင်းတာမို့အဲ့ဒီလိုအမိုက်တဲ့သမားတွေက မနေ့နှစ်နာရီကလေးကလုပ်ငန်းခွင်ဝင်ရပါတည်းသူတို့တာဝန်ကြရာအမိုက်ပုံတွေမှာ အမိုက်ထုတ်တွေကိုလင်းမြောင်စနစ်နဲ့တိမ်ပြီးမှသာရက်ွက်ထဲကအိမ်တွေက အမိုက်တွေကိုအမိုက်သိမ်းဆိုင်ကယ်ဘေးရဲကြီးများဖြင့်လိုက်သိမ်းရတာပါတယ် ကျမကလည်းဆက်စုတက်သူဆိုတော့အရင်တွေကမိုးတွေရွှဲနေတဲ့အမိုက်သိမ့်သမားတွေကို မေးကြည့်လို့သိရတာပါဒီလိုဆိုပြန်တော့လေသူတို့လည်းသူတို့ဝိုင်းရဲ့အတွက်ရှာစားရတာမလွယ်ပါလားနော်လို့တွေးမိပြန်ပါတယ်ကျမတို့ကမိုးကလေးတွေရွာလို့အိတ်ကောင်းကွေးကောင်းနေတဲ့အချိန်မှာသူတို့ကသူတို့လုပ်ငန်းခွင်မှာအလုပ်ဝင်နေရပြီလေလူတိုင်းလူတိုင်းကတော့ နက်မောလင်မှာညမောချုပ်တဲ့အထိဝိုင်းရီအတွက်ပုံစံမျိုးစုံနီလန်းမျိုးစုံနဲ့တမုတ်တရားဝမ်းတထွာအတွက် ရှာဖွေကြရတာမဟုတ်ပါလားရှင်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမေတင်းလှန်ရွှေဖို့ရေးသားထားတယ်။ဝမ်းစာရှာသူများဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူမေတင်းလှန်ရွှေဖို့ရေးသားထားတယ်။ အချစ်တဲလာဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်အချစ်တဲလာတတနဲ့ကိုကိုမောင်တို့ချစ်သူတွေစားပစ်ခဲ့ကြတာလအနေငယ်သာရှိသေးပေမယ်တတက်ကတော့မင်းမသားတယောက်မှလာမသိကိုကိုမောင်ကိုအတော်လေးချစ်ပါတယ်သူတို့နေရာတွေးဆောင်ခဲ့ကြပုံကလည်းအဆန်သာတတက်ကရန်ကုန်သူရန်ကုန်မှာကြောင်းတက်ဘွဲရ အလုံးဝင်လုံးတတက်ဘဝမှာရီးစားလဲမထားဘူးခဲ့ အိမ်နဲ့ယုံယုံနဲ့အိမ်ယုံပရက်ဆိုလဲအမေကိုအိမ်လုပ်တွေဝိုင်းကူလုပ်ပေးဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်တန်းနေခဲ့တာပါကိုကိုမောင်ကတော့တနေတကြေးကလို့တတတငယ်ချင်းမိကျူက မိဆက်ပေးမှုဖြင့်မိကျူရဲ့အကိုဝန်းကွဲဖြစ်သူကိုကိုမောင်နဲ့စတင်တည်ကျွမ်းခဲ့ရသည်ကိုကိုမောင်အလောက်ကပွဲယုံထောင်ထားပြီးအရာအဝယ်လုပ်သည့်ကုန်တယ်ပွဲစား လူရည်လေသောကိုကိုမောင်ကရိုးရှင်းလှပသောတသက်ကိုမြင်မြင်ချင်းတဘောကြနှစ်တလုံးနှမဖြစ်သူမိကျူရဲ့အကူအညီယူကတသက်နှင့်တွဲဆောင်ရဖို့မိတ်ဆက်ခိုင်းခဲ့တာပင်ရန်ကုန်ရောက်တိုင်းတသက်ယုံကိုအကြောင်းရှာပြီးသွားဟိုဟိုတီတီသွားရန်ခေါ်ဖျားသွားမုတ်စာကြစသည်ဖြင့်တွေ့ဆုံပြီးနောက်ပိုင်းရင်းနှီးလာတော့ချစ်ခွင်ပန်းအရက်ရှည်ရှည်အသားဖြူဖြူနဲ့ကိုကိုမောင်ကိုတတက်တရာမဆွခင်ကညွတ်ချနေသူမော ခေါင်းငိမ့်လက်ခံလိုက်ရပါသည် တကယ်တော့ကိုကိုမောင်အကြောင်းကိုဘာမှသိချမသိသူပြောသလောက်သာသိရတာဖြစ်ပြီးချစ်သူကိုယုံတော့မျက်စိမှိတ်လက်ခံလိုက်မိတာပါကိုကိုမောင်ကလည်းကုံတဲ့ပွဲစားပြီးပြီးငွေကလည်းသုံးနိုင် အပြောကလည်းကောင်းတော့တတ်တတရာကိုကိုမောင်ပြောတာကိုယုံ ခေါ်ရဲနောက်လိုက်တကြံရုံးပိရက်မှာရှမ်းပြည်ဖက်ခရီးသွားရအောင်ဆိုတော့လေအတူတူသွားခဲ့ကြသည်ပင် ဘယ်ကောမှမရောက်ဖူးတဲ့တသက်အတွက်တော့ချစ်သူနဲ့တွားရတဲ့ခီးကဟန်နီမွန်ထွက်လာရတယ်လို့အပျော်ကြီးပျော်ခဲ့ရပါတယ်။တကြံရုံးပရက်တွေကုန်လို့ရုံးလဲပြန်တက်ရပြီ။ကိုကိုမောင်ကလည်းပွဲရုံ အလုပ်တွေ ရှိသေးလို့ပြအောင်မယ်ဆိုပြီးသူ့မြို့ကိုပြန်သွားပါတော့တယ်။အဲ့ဒီခေတ်အခါကဟန်ဖုန်းတွေလည်းမရှိသေးတော့ကိုကိုမောင်ပေးထားတဲ့သူတို့ပွဲရုံကကျောဖုန်းနံပါတ်လေးပဲသူ့မှာဆက်သွယ်စရာရှိနေတာပါ။ ကိုကိုမောင်ပြန်သွားတာတလနီပါရှိတဲ့အထိသူ့စီကဘာအဆက်အသွယ်မှမလာတာကြောင့်တတ်တက်တရားစိတ်ပူပြီးသူ့ပေးထားတဲ့ပွဲယုံကကျိုးဖုံးလေးကိုပဲအရေးစွန်ဆက်ကြည့်လိုက်ပါတယ်။ဟယ်လိုကိုကိုမောင်ရှိပါသလားရှင်။ဘေးကကိုကိုမောင်လဲဒီပွဲယုံမှာမရှိပါဘူး။ရှင်မျိုးကကိုကိုမောင်ပါအဲ့ဒီပွဲယုံမှာမရှိဘူးလား။အော်တိပီတိပီ။ အဲ့ဒီမျိုးကကိုကိုမောင်ကိုမေးတာလား။သူကဒီပွဲရုံမှာမလုပ်တော့ဘူး။သူ့မျိုးပြန်သွားတာကြာပြီလေ။ဟင်ဟုတ်လား။ဘယ်မျိုးကိုပြန်သွားတာလဲ။မျိုးပါ။အဲ့ဒီမှာသူ့မိမနဲ့ကလေးရီစီပြန်သွားတာပဲ။တော်တော်တောင်ကြာသွားပြီ။၃နှစ်လောက်တောင်ရှိပြီပဲ။တသက်တရာဖုန်းကရင်မမျော်လင့်တဲ့စကားကြားလိုက်ရလို့ငုတ်တုံမိနေရပါပြီ။ ရုံစင်းနာနဲ့ကကုံမောင်နဲ့မိတ်ဆက်ပေးခဲ့တဲ့တငယ်ချင်းမိကျူစီကိုအပြေးသွားပြီးမေးကြည့်လိုက်တော့ဟဲ့တသက်ရဲ့နင်းနဲ့ငါလည်းအဲ့ဒီနောက်ပိုင်းမတွေ့ဖြစ်ကြတော့ဘူးလေကကုံမောင်ကနင်းနဲ့ပဲသွားလာနေကြပြီဆိုတော့သူ့ကြောင့်နင်းကိုဖွင့်ပြောပြပြီးပြီလို့ထင်လို့ပါသူ့မှာမိန်းမနဲ့ကလေး၃ယောက်ရှိတယ်ဒါပေမဲ့သူတို့မပေါင်းကြတာကြပြီပဲကားအငယ်ဆုံးလေးမွေးပြီးကလေးကဆိုတော့၁၀နှစ်လောက်တောင်ရှိပါပြီတရားဝင်ကွာရှင်းထားကြတာပါ ငါကဒီအကြောင်းတွေဘာမှမပြောဘူးအခုတော့သူပေးထားတဲ့ပွဲရုံကိုဖုန်းဆက်ကြည့်လိုက်တော့မှသိရတာအဲ့ဒီပွဲရုံကလည်းသူပိုင်တာမဟုတ်ဘူးဆိုဟုတ်တယ်သူကအဲ့ဒီပွဲရုံက အဝယ်တော်လေပွဲစားဆိုပါတော့ဟာအခုသူတို့မြို့မှာပဲ ပြန်နေနေတယ်အဲ့ဒီမှာဘာလုပ်နေတာလဲငါလည်းမသိဘူးငါသူတို့မြို့ကိုလိုက်သွားမယ်ဟာငါစီမဆက်သွယ်တော့တာနှစ်လနေပါရှိနေပြီသူဘာတွေလှုပ်လို့ဘာတွေဖြစ်နေလဲငါမသိရဘူးစိတ်လဲပူတယ် ီတပတ်ရုံးပိတ်ရမှာငါလိုက်သွားလိုက်မယ်တတတို့ရန်ကုန်ကညရထားစီးသွားရင်ကိုကိုမောင်တို့မြို့ကိုမနေ့စောစော9နာရီလောက်ဆိုရင်ရောက်တာမို့တတလည်းအရေးစွန်ပြေးသွားခဲလိုက်ပါတယ်ကိုကိုမောင်တို့မြို့ကိုမနေ့အစောကြီးရောက်သွားတော့လိမ့်စာလည်းမသိဘယ်လိုသွားရမှလည်းမသိသူတိတာကိုကိုမောင်ဆိုတဲ့နာမည်တခုပဲဘူရာထိတ်ကမြင်းလဲမောင်းသမားကိုမေးချလိုက်တော့နယ်မြို့ချင်းလေးဖြစ်တာကြောင့်နာမည်ပြောရုံနဲ့တည်ကြပြီး ွက်တစ်ထဲမှာနေတာလိုက်ပို့ပေးမယ်ဆိုလို့ကိုကိုမောင်တို့အိမ်ကိုဆက်ဆိုင်မြန်မြန်ရောက်ခဲ့ပါတယ်။ပေ40ပတ်လည်ခြံထဲမှာသူ့မောပြင်တောင်တစ်ထပ်အိမ်ရှေရောက်တော့တတတရဘာဆက်လို့ရမယ်မသိပဲငိုင်းတွေတွေနဲ့ရန်နေတာကိုခြံထဲမှာပလက်ကလထိုင်နဲ့ထိုင်နေတဲ့ပိန်ပိန်ပါပါ အဖွားကိုတယောက်ကလှမ်းမြင်တော့ခြံရှိကဧည့်သည်ထင်တယ်ဝင်လာခဲ့ပါကွယ်။အော်ရန်ကုန်ကထင်တယ်လာပါလာပါကွယ် တားကသမီးအကြောင်းပြောပြထားလို့အမေသိပါတယ်။ခုမှမြင်ဖို့ရတယ်နော်။ဟုတ်ကဲ့။သမီးကတသက်ပါအမေ။ကိုကိုမောင်ရှိလာရင်။တားလားရှိပါတယ်။ဟိုဖက်နာမုတ်သွားဝင်နေလို့လာပါလိမ့်မယ်။အမေကတော့ဘာမှမစားနိုင်ပါဘူးကွယ်။တအိမ်ကင်စာဖြစ်နေတာလေ။တသက်လေကိုကိုမောင်အမေနဲ့စကားပြောနေတော့ကိုကိုမောင်ကဆိုင်ကယ်စီးပြီးပြန်ရောက်လာတော့ မမျော်လင့်မဲ့တတက်ကိုတွေ့လိုက်ရတော့တတော်အံ့ဩသွားတဲ့ပုံပဲတတက်လည်းကိုကိုမောင်စီကဗာအဆက်သွဲမှမရလိုက်လို့လိုက်လာတာဖြစ်ကြောင်းသူ့မိန်းမနဲ့ကလေးတွေအကြောင်းသိထားပြီးပြီမို့အမှန်အတိုင်းသိချင်လို့လိုက်လာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်ကိုကိုမောင်ကတော့ကင်းရှင်းပြီးသားကိစ္စတွေမို့မပြောပြချင်တာကြောင်းလို့ပြောပါတယ်ကိုကိုမောင်အမေက သူ့မှာယောဂကျွမ်းနေပြီမို့သူ့သားကိုတတက်လက်အပ်ပါတယ်မြန်မြန်လက်ထပ်ကြပါလို့ပြောတော့တာပါပဲ။ တတ်တက်လဲကိုကိုမောင်နဲ့လက်ထပ်ဖို့ကိစ္စအမေကိုပြောပြခွင့်တောင်းရမှာအမေကလည်းတတ်တက်ကအိမ်အောင်ပြုရမယ့်အရွယ်ရောက်နေပြီမို့ခွင့်ပြုပေးပြီးမိသားဖသားပြပြီးအိမ်ကိုလာတောင်းခိုင်းလိုက်ပါတယ်တတ်တက်လဲဝမ်းသာသွားပြီးကိုကိုမောင်ထံအကြောင်းကြားမလို့လို့တော့သူ့အမေဆုံးသွားကြောင်းမိကျူကလှမ်းပြောတာကြောင်းအာတုပချအမေကိုကိုမောင်တို့မြို့ကိုသွားရပြန်ပါတယ်ရန်လေတော့နောက်တစ်ခေါက်သွားနဲ့ခေါက်တော့ခေါက်ပြန်ကူတန်းရပြန်ပါတယ် ရလဲဆုံကပ်ပြီးသူတို့ဆွေမျိုးတဆူနဲ့ရန်ကုန်ပြန်ရန်ဘူရာယုံမှာရှိနေတော့အမေကအိမ်တော်ပြုဖို့ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်းအိမ်မာလာတောင်းရန်ပေးပါလို့ပြောကြောင်းကိုကိုမောင်ကိုပြောပြလိုက်ပါတယ်ကိုကိုမောင်ကတော့အင်းမလို့အဲမလို့သူ့အမေဆုံးထားလို့စိတ်မကောင်းဖြစ်လို့နေမှာပါဆိုပြီးရန်ကုန်ကိုလာခဲ့ဖို့ခေါ်ပြီးပြန်လာခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးနောက်3လလောက်ရောက်တဲ့အထိကိုကိုမောင်စီကဘာတဲ့င်းမှမကြရတော့ပါဘူး အမေကလည်းမေးနေတာမို့လှက်ပက်ပြောနေရတာတသက်လည်းစိတ်ညစ်လာပါပြီ။ဘာမှအကျိုးကြောင့်မသိရတာမို့မေးမြန်းဖို့နောက်တစ်ခေါက်သူတို့မျိုးကိုလာခေရပြန်ပါတယ်။တကယ်တော့ကိုကိုမောင်က သူတို့မျိုးကရေနံစီဓာတ်စီများကိုဝယ်ယူပြီးရွှေတော်ကိုသွားပို့ရတဲ့အလုပ်ကိုလုပ်နေသူပါ။တတတိခဲ့တာနဲ့အခုသူလုံးနေတာကတခြားစီဖြစ်နေပေမယ့် နောက်ပိုင်းမှာညှိယူရမှာပဲလို့တွေးပြီးစိတ်မပြတ်ချစ်နေတော့မှာပဲ။ သူတို့အိမ်ရောက်တော့ဘယ်သူမှမရှိတဲ့သူ့သူမှကလေးလေးနှစ်ယောက်သာတွေ့ရပြီ။သူကတော့ရွှေတော်ကိုတက်စီတွေသွားပို့နေလို့ညနေမှပြန်ရောက်မယ်လေ။တသက်လည်းဘယ်သူမှမရှိတဲ့အိမ်မှာစားစရာလည်းမရှိတနေ့လုံးရေတောက်ပြီးကိုကိုမောင်ကိုစောင့်နေလိုက်ပါတယ်။ညနေမောချုပ်ခါနီးမှပြန်ရောက်လာပြီးတသက်ကိုတွေ့တော့လဲအံ့ဩပုံမရပဲ။ဝစ်ကြေတန်းကြေနှုတ်ဆက်ပြီးရေမောချောအဝတ်လဲပြီး အပြင်သွားရပြင်နေတာမို့။ တတ်တတ်မှသူနဲ့စကားပြောရဖို့အရေးသူမျက်နာကိုလိုက်ကြည့်နေရပါတယ်။သူကတော့တတ်တတ်နာရောက်မလာပဲသူညီလေးတယောက်ကသာအားနာတဲ့ပုံစံနဲ့စကားလာပြောပါတယ်။တတ်တတ်လည်းကိုကိုမောင်မျက်နာကြောင့်ဒီအိမ်ကိုလာတာသိရနဲ့ရှောင်းနေတာကိုအံ့ဩဒေါသဖြစ်ရပါတယ်။စားစရာထမင်းကကြမ်းဟင်းကလည်းဖြစ်တလို့မို့တတ်တတ်လည်းမစားနိုင်ပါဘူး။သူကတော့တတ်တတ်ကိုသူ့ဧည့်သည်ရဲ့လို့ဂယူတော်မဆိုင်ပါဘူး။ သူတို့မျိုးကညဆိုမီးမရတာကြောင့်ည9နာရီဆိုရင်မှောင်မဲနေပါပြီဒီလိုညမှောင်မှောင်မှာစကားပြောဖို့လည်းမရှိခြံထဲမှာတယောက်တည်းဆင်းထိုင်နေရင် ရှေ့ဘာဆက်လို့ရမလဲဆိုတာကို တွေးနေမိပါတယ်အပြင်ကိုရေနံစီသွားကောက်နေတဲ့ကိုကိုမောင်ပြန်လာတော့ည9နာရီလောက်ရှိပါပြီအဲ့ဒီအချိန်မှာတော့ရှောင်လို့မရတဲ့သူနဲ့မျက်နှချင်းဆိုင်တွေ့ပြီးရန်ကုန်ကိုအတူလိုက်ခဲ့ဖို့ခေါ်တော့ကိုကိုမောင်က သူ့လက်မထပ်နိုင်သေးကြောင် ဘယ်တော့လက်ထပ်မယ်ဆိုတာလည်းမပြောနိုင်သေးကြောင်းပြောလိုက်တာကိုကြားလိုက်ရပါတယ်။ဒါဆိုတသက်ကိုချစ်တယ်လို့ပြောတာညာတာပေါ့။တသက်ရင်ထဲဒီစကားသာတတိတ်သိမ့်မေးနေမိပါတယ်။နှုတ်ကတော့ဘာမှမမေးမပြောတော့ပါဘူး။ကိုကိုမောင်ရင်ထဲကိုဝင်ကြည့်စရာမလိုပဲទីလိုက်ရလို့ပါ။ကိုကိုမောင်ကတော့ဝရန်တာမှာဖြာခင်းပြီးအိတ်သွားပါပြီ။ တတ်တက်ကတော့ယူကျုံမရချင်းများစွာနောင်နာရချင်းများစွာနဲ့ရန်ကုန်မှာအမေကိုပဲလို့ပြောရပါမလဲလို့တွေးရင်တညလုံးမောင်ထဲမှာငုတ်တုတ်ထိုင်နေပါတယ်ကိုကိုမောင်တယောက်ကတော့အပူအပင်မရှိအေးစေးအိမ်နေနိုင်တာကိုကြည့်ပြီးတတ်တက်ရင်နဲ့ဒေါသတွေကတလေလေထွက်နေပါတယ်သူ့ကိုချစ်လာချည်ရဲ့လို့အထက်ထက်အခါခါပြောခဲ့တဲ့သူဟာ သူမဟုတ်ပါလေစားလို့ကိုကိုကိုမေးကြည့်နေမိပါတယ် တနေ့လုံးလဲဘာမှမစားရလို့စားရေတခွက်လောက်ပဲတောက်ပြီးသူ့ကိုတနေ့ကိုစောင့်နေပေးမယ်။သူကတော့အရေးမလုပ်ပဲနေနိုင်တာကိုကြည့်ပြီးအမေနဲ့ရင်ဆိုင်ရမယ့်အရေးတွေးကမျက်စိတဲ့ဘာမှမမြင်နိုင်တော့ပဲ။သူ့အနာကထရမှာထိုးထားတဲ့ဓမြောင်ကိုယူပြီးအေးဆေးအိတ်နေတဲ့ကိုကိုမောင်ရင်ဝါကို အားကုန်ထိုးဆိုင်လိုက်မိပါတော့တယ်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမေးတင်လှရွှေဖို့ရေးသားထားတဲ့ အချစ်တဲ့လားဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။